အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကားတွေမှာအသုံးပြုတဲ့အင်ဂျင်နာနှမျိုးအကြောင်းကိုကျွန်တော်မျှဝေပေးချင်တာဖြစ်ပါတယ်အဲအဓိကကတော့ဒီအင်ဂျင်နာနှစ်ခုဘာတွေกว่าလဲပေါ့နော်အဒီအင်ဂျင်နာနှစ်ခုဟာပုံစံကြည့်မယ်ဆိုလို့ရှိရင်အခုကျွန်တော်ပြထားသလိုပဲပုံစံလည်းမတူဘူးအရွယ်စားလည်းမတူဘူးပေါ့နော်ဒီအင်ဂျင်နာလေးကတော့ high pressure pan နဲ့စီဖြန်းသွင်းရတဲ့ GDI စနစ်မှလာတဲ့အင်ဂျင်နာမျိုးစားလေးဖြစ်ပါတယ်အဲသူကတော့ကျွန်တော်တို့ကမီးလောင်ငန်းတွေကိုဒါတိုက်စီဖြန်းသွင်းရတာဖြစ်တဲ့အတွက် မာကျော်တဲ့တန်တဲ့ပစ္စည်းနဲ့သူကတိဆောက်ထားတယ်။အဲဒါလေးကတော့ကျွန်တော်တို့က PFI injector မျိုးသားလေးဖြစ်ပါတယ်။ဒီ injector ကစီဖြန်းသွင်းတဲ့အခါမှာ pressure အရင်မများတဲ့အတွက်သူ့ရဲ့ body ကိုကျွန်တော်တို့ဒီကော်နဲ့ပဲဖွဲ့စည်းတိဆောက်ထားပါတယ်။ဒီ GDI injector နဲ့ PFI injector ရဲ့အဓိကကွာခြားမှုတွေကတော့ injector ထိုင်ထားတဲ့နေရာမတူကျွန်တော်တို့ GDI injector မှာဆိုလို့ရှိရင် engine head မှာ injector ကိုထိုင်ထားတယ်။မီးလောင်ငန်းတွေကိုဓာတ်ရိုက်စီဖြန်းသွင်းတယ်။ PFI injector ကတော့ intake manifold နဲ့ intake bar အဆက်နားလောက်မှာထိုင်ထားတယ်။ အဲသူကမီးလောင်ငန်းတွေကိုဒါတိုက်စီပြန်းသွင်းတာမဟုတ်ဘဲနဲ့အင်ဒိတ်ဘာနာကနေစီပြန်းသွင်းပေးတဲ့ပုံစံဖြစ်ပါတယ်ပြီးတော့ GDI အင်ဂျင်တာတွေကအင်ဂျင်ရဲ့လိုအပ်ချက်ပုံမူတည်ပြီးတော့စီပြန်းသွင်းပေးနိုင်တယ်ပရက်ရှာအပြင်ပြောမယ်ဆိုလို့ရှိရင် GDI အင်ဂျင်တာတွေက PSI 2200လောက်တိစီပြန်းသွင်းပေးနိုင်တယ်အဲ PFI အင်ဂျင်တာတွေကတော့ကျွန်တော်၄၀နဲ့60လောက်တိပဲစီပြန်းသွင်းပေးနိုင်တယ်ပရက်ရှာအနည်းနဲ့ကြည့်မယ်ဆိုလို့ရှိရင် GDI အင်ဂျင်တာတွေက PFI အင်ဂျင်တာတွေထက်အဲအစ40 50လောက်ပြင်အားပို့ပြီးတော့ရှိတယ် အဲဒါကြောင့်မလို့လဲဒီအင်ဂျင်နာတွေကို high pressure pan ဆိုတော့ဒီပြင်းအားမြင့်တဲ့ဒီ pan နေနဲ့ကျွန်တော်တို့ကမောင်းနေပြီးတော့စီဖြန်းပေးရတာဖြစ်ပါတယ်အတူချုပ်ပြီးတော့ပြန်ပြောရလို့ရှိရင်ဒီအင်ဂျင်နာနှစ်ခုမှာအဓိကကွာခြားချက်ကအင်ဂျင်နာရဲ့အရွယ်စားမတူ ပုံစံမတူဒီဇိုင်းမတူနောက်အင်ဂျင်နာထိုင်ထားတဲ့နေရာလည်းမတူနောက်စီဖြန်းသွင်းပေးတဲ့ပုံစံစနစ်ချင်းလည်းမတူနောက်စီဖြန်းသွင်းတဲ့ pressure လည်းမတူနောက်ဒီစီဖြန်းသွင်းတဲ့စနစ်တွေလည်းမတူဘူးပေါ့နော် နောက်တစ်ခုကဒီ GDI injector တွေမှာဆိုလို့ရှိရင် PSI 2200လောက်နဲ့စီဖြန်းသွင်းတာဖြစ်တဲ့အတွက်ဒီ injector တွေမှာ G ပိတ်ဆို့ဖို့ရခိုင်လုံးလည်းအရင်နေတယ်ဒါကြောင့်မလို့ဒီ GDI injector တွေကအရေးပေါ်အားဖြင့်အရင်ဆေးဖို့မလိုပါဘူး PFI စနစ်နဲ့လာတဲ့ injector တွေကတော့ PSI 40 60လောက်ပဲစီဖြန်းသွင်းနိုင်တာဖြစ်တဲ့အတွက် ျွန်တော်တို့ကြာကြာသုံးပါများလာလို့ရှိရင် injector ပိတ်ဆို့တာလေးဖြစ်တတ်ပါတယ်။အဲဒါကလည်းကျွန်တော်စနစ်တကျဆေးကြောလိုက်မှဆိုလို့ရှိရင်သူ့ရဲ့မူရင်း performance တိုင်းပြန်ပြီးတော့အသုံးပြုနိုင်မှာဖြစ်ပါတယ်။အဲလက်ရှိမိမိသုံးနေတဲ့ကား engine က GDI စနစ်နဲ့လာတဲ့ကား engine လားအဒါမို့ PFI စနစ်နဲ့လာတဲ့ကား engine လားဆိုတာသိရအောင်အဲမိမိရဲ့ကားအမျိုးအစားလေးရဲ့ model လေးရဲ့ engine power လေးရဲ့ comment မှာမှတ်မိကြလို့ရပါတယ်။ကျွန်တော်တို့ဘက်က comment တွေကိုစူးစမ်းပြီးတော့ပြန်လည်ဖြေကြားပေးတော့မှာဖြစ်ပါတယ်။အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။